ုတခါတော့တောက်ကြာသာသမီတွေလဲရောက်လာပြီတောက်ကြာသာသမီမိတ်ဆွေတွေ2025ခုနှစ်မှာအရာရာကိုတော့လူစွာကြီးဖြစ်ခဲ့မှာလူဘွားကြီးဖြစ်ခဲ့မှာအသေးချာပဲဖြစ်တယ်ဘာလို့လဲဆိုတော့ကိုကိုကိုစိတ်ချော့ခဲ့ရတဲ့နှစ်လည်းဖြစ်လိမ့်မယ်ဘာကိုမစိုးငါတိအပြောင်းလဲတွေလည်းအများကြီးဖြစ်ခဲ့မဲ့နှစ်ဖြစ်တယ်တောက်ကြာသာသမီတွေအားလုံးကတော့ကန်ဆာတာကတော့အရင်ကြီးညံ့တဲ့အထဲမှာတော့ မပါခဲ့တာတော့အတိအကျပဲဖြစ်တယ်။သို့တော့မိတ်ဆွေတို့အနေနဲ့တောက်ကြသားသမီးတွေအနေနဲ့ဒီနှစ်ကဘာလို့မဆိုကိုကိုကိုလက်ရှိအနေထားမနစ်ကနဲ့ပြန်ကြည့်လိုက်လို့ရှိရင်ကိုကိုကိုပြန်သုံးသက်ကြည့်ကြည့်ပါ။ငါဘာတွေများပြောင်းလဲခဲ့တယ်လဲ။မိတ်ဆွေ2025ခုနှစ်မှာကန်ဆာတာတိုးတက်ခဲ့သလား၊ညံ့ခဲ့သလား၊ကိုယ့်ရဲ့ကံဟာရှိနေတာဘယ်လိုရှိလဲဆိုတာဆရာကိုမှတ်မိပါအောင်။ဒါအပြင်ဆရာငယ်တောက်ကြသားသမီးတွေဆရာဟောစတဲ့အောင်ကြည့်ရအောင်။တိုက်ဆိုင်မှုရှိရလား။လိုအပ်ချက်တွေများရှိရင်လည်းဆရာကိုမှတ်မိကြပါအောင်ပြောလိုပါတယ်။ ဒါအပြင်2026ခုနှစ်အတွက်တနစ်စာဟောစရတ်နေကိုဆရာငယ်နားမှာမှာလို့ရပါပြီ။အဲဆရာ1368အတွက်တော့မနစ်ကလည်းမပေးခဲ့ဘူးဆရာဒီလာမဲ့1300ခုနှစ်ပြီးတော့1300ခုနှစ်အတွက်တော့ဆရာက မကြီးတော့ဘူးအာတယောက်ချင်းစီကိုဆရာဟောစတာမပြီးတော့ဘဲနဲ့နေသားတစ်ပုတ်ချင်းစီအတွက်နဲ့ကြံအတွက်ဟောစတာနေလေရရမှာဆိုဆရာဒီနေ့တော့26အတွက်တနစ်စာဟောစတာကိုပဲဆရာအားလုံးပြီးတော့မှဖြစ်တဲ့အကြောင်းနဲ့မိတ်ဆွေတို့နေနဲ့ဆရာရှိမှာအားလုံးတော့ဆရာရေးနိုင်တဲ့လောက်တော့ရေးပြမယ်အခြားနေသားတွေရောဆိုတော့အခြားလူတွေရောဆိုတော့ဟောစတာမိတ်ဆွေတို့နေနဲ့စင်းရင်တော့ကြိုတင်ပြထားပါဟောစတာကတော့ပုံမှန်အတိုင်းပါပဲမနစ်ကအတိုင်းပါပဲ9000ကျပ်ပါဒါပြင်ဆရာလက်ဆွဲအိတ်တွေရောလာလိုက်ဟောစတာနေရောအယောင်နေနေသားတွေအပြင်ရေတွေအလက်ဆောင်တွေလည်းထည့်ပေးမယ်တချို့ကလည်းဆရာငယ်လက်ဆွဲအိတ်နဲ့တန်နေပါကြီးဆရာဟောစတာကတော့ဈေးမတက် ပါဘူးခင်ဗျာ9000ကျပ်ပါပဲလို့ဆရာကပြောရင်းနဲ့2025ခုနှစ်အတွက်တောက်ကြသားသမီးတွေကန့်နေမှာတော့အပြောင်းလဲနဲ့2025ဆိုတဲ့အတိုင်းပဲပေါင်းညနေမှာ9ကိုဆိုတော့ဟာမစ်ဟာမစ်ဆိုတော့ကန်စတာညံ့မှုတွေငကိုကညံ့တဲ့မိတ်ဆွေတွေဒီကာလမှာဘလို့လဲအချိန်နေတခုခုကိုနေရာတခုခုကိုရောက်ရှိနေပြီမလားဆရာပြောပါတယ်အချိန်နေဟာပြီးဆုံးသွားတဲ့အခါကံရဲ့အထောက်ကံပတ်နေဟာ တစ်ချိန်လုံးညံ့နေတာမဟုတ်ပဲねကိုယ့်ရဲ့ကံစားတာညံ့မှုတွေဟာကံတရအစိုးပြီးရင်အကောင်းကြီးရောက်ရှိလာတတ်တယ်ဆိုတာကိုဆရာအမြဲတမ်းပြောပါတယ်မိတ်ဆွေမနစ်ကဆရာအောင်ညင်းညူပြီးဆရာရဲ့ comment အောက်ထဲမှာအဲဘယ်တော်ရောက်ကုန်မလဲမသိဘူးเนาะအစင်မပြေမှုတွေညုံးကလိုက်ရတာဆိုတဲ့မိတ်ဆွေများအခုဘလို့လဲအပြောင်းလဲနဲ့ညုံးကံမှုနဲ့နေရာတစ်လုပ်ငန်းတစ်နဲ့သို့မဟုတ်နေရာတစ်ခုလုပ်ငန်းတစ်ခုမှာအသားကျနေရတော့ချိန်သေးပါလိမ့်မယ်သို့တော့တောက်ကြသားသမီးမိတ်ဆွေများနောင်၂၅ခုနှစ်တည်းမှာ ငွေကြီးကိစ္စလေးတွေကိုပြီးပြအောင်ဆောင်ရွက်ပါ။တာယာသမီးရဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်ချော့ခဲ့ရလိမ့်မယ်။အဲတာသမီးကိစ္စ၊မိသားစုကိစ္စ၊အိမ်နွေးကိစ္စ၊လူယုံကိစ္စလေးတွေမှာလည်းအပြောင်းလဲလေးတွေဖြစ်ခဲ့လိမ့်မယ်။ဟာငွေရှိမှအမျိုးတော်ကျင်တာဆိုတဲ့အတိုင်းဆွေမျိုးသားချင်းတွေရအဖက်ကလည်းများစွာခံခဲ့ရမယ်နှစ်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ကိုကိုကိုမန်ချော့ပြီးတော့ရှင်သေးကြီးနည်းနည်းအိုးသွားတာလားဆိုတဲ့နှစ်ခုခုကိုစိတ်ချော့ပြီးတော့အော်ထားလိုက်ပါလေ တော်လောက်ပါပြီလေးဆိုတဲ့နှစ်မျိုးဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်တယ်ထားလိုက်တော့ပြီးခဲ့တာတွေကို2025ခုနှစ်မှာတောက်ကြသားသမီးမိတ်ဆွေများအဲအပြောင်းလဲနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်ပါလာမယ့်ကာလတော်တွင်မှာဆိုရင်မိတ်ဆွေတို့နေနဲ့2026ရဲ့ပြန်ကောင်းမှုတွေဟာမိတ်ဆွေတောက်ကြသားသမီးတွေ2026လောက်မှလည်းတောက်ကြသားသမီးတွေကံဟာကောင်းတဲ့ပတ်မှာရှိနေဘာလဲဦးမဲ့ခမရဒါကြောင့်မိတ်ဆွေတို့နေနဲ့2025မှာမကောင်းသေးဘူးဆိုတဲ့မိတ်ဆွေများဘာကိုကြံ့ကြာနေတာလဲ လုပ်ငန်းတက်အလုပ်တက်တွေကိုစတင်ပြီးတော့ဟိုနားလှူတာနားလှူဆိုတာမျိုးစဉ်းစားနေတာမျိုးတက်အလုပ်ဟောင်းလုပ်ငန်းဟောင်းကြီးကိုပဲအရှင်ပြောင်စူးစားပါအလုပ်တက်ပြောင်းဖို့စဉ်းစားမနေနဲ့လက်ရှိမှာအရှင်မပြေလို့ဒါလေးစဉ်းမပြေလို့ဟိုဟာလေးလှုပ်ရမလားစဉ်းစားနေရထက်စားလို့ရှိရင်လုံနေကြအလုပ်ကိုပဲပြန်လဲအသက်သွင်းကြည့်ပါရက်တက်နေတဲ့အလုပ်တွေပြီးပြတ် ဆက်နွယ်နေတဲ့လုပ်ငန်းတွေကိုတခါတည်းတခါတုံးမလုပ်ပါနဲ့ပြီးပြည့်အောင်မလုပ်ပါနဲ့အဲလုပ်ငန်းဟောင်းအလုပ်ဟောင်းကိုပြန်လဲအသက်သွင်းကြည့်ပါရက်တက်နေတဲ့အလုပ်တွေငကူကကြန့်ကြနေတဲ့အလုပ်တွေကိုချိတူဆောင်ရလှုပ်ဆောင်ကြည့်ပါမိတ်ဆွေတောက်ကြတာသမီးတွေကကံရက်ထူးထူးခြားခြားနဲ့အဆင်ပြေမှုတွေများစွာရရှိပါလိမ့်မယ်ငကူကအိမ်တော်ကြီးကိစ္စလူမှုကိစ္စစီးပွားရေးကိစ္စငွေကြေးကိစ္စအရှေ့ကြီးကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်အဆင်မပြေတဲ့မိတ်ဆွေများအဆင်ပြေအောင်ပြန်ပြီးတော့အကျိုးပေးအောင်စွမ်းဆောင်ကြည့်ပါဒါအပြင်အရှေ့ကြီးနဲ့ပတ်သက်ရင်လည်းဒီနှစ်ဟာလူငယ်တွေဆိုရင်အိမ်တော်လာမယ့်2026ဟာအိမ်တော်ကြတဲ့နှစ် အိမ်အောင်လဲကြတော့မယ်နှစ်ဖြစ်ပြီးတော့အိမ်အောင်ကြီးနဲ့ပတ်သက်ရင်ဘာလို့မှတုံဆိုင်တွေ့ဝဲမနေဘဲနဲ့အိမ်အောင်ပြီပါဆစ်ဆက်ရှင်အိမ်အောင်ပြုခြင်းအပြောင်းလဲလေးလှုပ်ကြည့်လိုက်ပါထူးခြားခြားလေးကံကောင်းလာမှာပါယာပြီးသားသူတွေပြောမှမဟုတ်တော့ဆရာငယ်လူမစွန်တဲ့သူတွေကိုပြောတာဆိုတော့ကောင်းပြီဒါအပြင်မိတ်ဆွေတို့တွေနဲ့ဖူးစာဘတ်အရှိတဲ့ရှစ်သူတစ်တွေပေါ်လာမယ်နှစ်ဖြစ်ကြောင်းနဲ့တောက်ကြသားသမီးတွေဒီနှစ်ဟာမစွန်ရင်အောင်ဂျက်တက်ပြီးစွန်မယ်နှစ်ဖြစ်ကြောင်းနဲ့အဲမိတ်ဆွေတို့တွေနဲ့မင်္ဂလာသတင်းတွေကြားရမယ့်ကာလဖြစ်ပြီးတော့ရီစားတဲ့အရှိတဲ့ဖူးစာတစ်တွေရရှိမယ့်ကာလဖြစ်ပါတယ်ဒါအပြင်လုပ်ငန်းဟောင်းအ လုံဟောင်းကြီးကိုပဲတိုးတက်အောင်စူးစမ်းကြည့်ပါလုပ်ငန်းတစ်ကိုနောက်မှစဉ်းစားပါလုပ်ငန်းဟောင်းလို့လေပတ်ခါမှာတိုးချက်လှုပ်ဆောင်တာမျိုးရှိတိုးဆောင်ရလှုပ်ဆောင်မှာပညာရင်းနဲ့ပတ်သက်ရင်လည်းတောက်ကြသားသမီးတွေလာမယ့်နှစ်ဆယ့်၂၆မှာကံရဲ့အားနည်းမှုလေးနည်းနည်းလေးရှိတယ်အဲ့တော့ပညာရင်းနဲ့ပတ်သက်ရင်လက်ရှိကာလမှာကနေက၂၀၂၆တကူးမကြော်ခင်၂၀၂၆တကူးမကြော်ခင်ကနေကရှိတိုးဆောင်ရတာဆရာတို့ဒီဇင်ဘာဇန်နဝါရီ ဖေဖော်ဝါရီမတ်လတော်တွင်မှထိပါဒီလေးလတော်တွင်မှပြပြအောင်ဆောင်ရွက်ပြီးတော့ပြည်ရိုင်းနဲ့ပတ်တန်တင်နန်းတစ်ခုခုအလုပ်တစ်ခုခုဆုံးဖြတ်ချက်တစ်ခုခုဟိုခြေတို့ဆောင်ရွက်လှုပ်ဆောင်ထားပါတင်ယူစရာရှိတာကိုတင်ယူထားပါတင်ယူပြီးတော့ခြေတို့ဆောင်ရွက်လှုပ်ဆောင်ရင်အသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီမဲ့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလာပြီးပါ sorry အဲ့ကောင်ကောင်းဘူးလာပြတော့နည်းနည်း အပြင်ရည်နဲ့ပတ်သက်ရင်လည်းအဲ့ဒီရတကူးမကြော်မီကာလာတော်တွေမှာပြီးပြတ်အောင်ပြီးဆုံးအောင်ဆန်းဆောင်ဆောင်ရွက်ထားတာဟာပုံမအားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီမဲနှစ်ဖြစ်တယ်လို့တော့ဆရာကထပ်လောင်းပြောကြားလိုက်ခြင်းတယ်ဒါအပြင်မိတ်ဆွေတို့အဲမိတ်ဆွေတောက်ကြတာသမီးတွေအနေနဲ့ဒီရဲ့2020 ငါးခုနှစ်ထဲမှာဆိုလို့ရှိရင်တော့ခြေတို့ဆောင်ရလောက်ဆောင်မှာဘာကိုဖြစ်ဖြစ်လုပ်ငန်းဟောင်းအလုပ်ဟောင်းတွေကိုအာတရွာမှာကောင်းသူကောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းဟိုနားပြောင်းလုပ်လိုက်ဒီနားပြောင်းလုပ်လိုက်လုပ်နေတာတည်းဆာလို့ရှိရင်တခုခုကိုစောက်ရှပြီးတော့လောက်ဆောင်တဲ့နှစ်ဖြစ်ကြောင်းနဲ့အဲအစိုးရဝန်ထမ်းလုပ်မလားလက္ခဏာဝန်ထမ်း လုပ်လားအချိန်ကကိုကိုတိုင်းပဲကုမ္ပဏီလုပ်ငန်းကိုထောင်မလားသူမဟုတ်လို့ရှိရင်လည်းနိုင်ငံခြားသွားမလားပတ်စပို့ဗီဇာလုပ်ငန်းရဝေးခီးသွားလုပ်ငန်းတွေနဲ့ပတ်သက်ရင်အဲတကူးမကြော်ခင်အထီကိုလုပ်ပါတကူးကြော်လောက်အချိန်တိုင်းတာတစ်ခုမှာတကူးကြော်လောက်ထိသုံးသက်လိုက်ပါဆုံးဖြတ်လိုက်ပါတကူးကြော်ရင်တော့မိတ်ဆွေတို့နေနဲ့အဲကံအနက်နဲ့လေးမီးမိန်တဲ့ဘက်ကိုရောက်လာပြီးတော့အော်တိုဘာလောက်ရောက်မှပြန်ပြီးတော့ကံကတိုးတက်လာမယ်အထောက်ကူဖြစ်လာမယ်ကံစားတာတွေပြန်လဲပွင့်လန်းမှမှဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့လက်ရှိကာလတိုင်းတာမှာဆိုလို့ရှိရင်တော့ဒါလေးတွေကိုတကူးစင်တေရှာစဉ်းစားဆုံးဖြတ်ဆောင်ရွက်ဖို့လိုအပ်ပါတယ်အိမ်နွေး းကိစ္စမိသားစုရေးကိစ္စအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောကိစ္စအစုဝေးတိုင်းနာနဲ့ပတ်သက်သောကိစ္စလေးတွေမှာလည်းရှစ်တို့ဆောင်ရလှုပ်ဆောင်ရင်တော့အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းနိုင်သလိုမိသားစုတွေအိမ်နွေးမှာတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးသွေးကွဲနေတာမျိုးလေးတွေကိုကိုယ်တိုင်ဥစည်းဥဆောင်ပြီးတော့ရှစ်တို့ဆောင်ရပြီးတော့လှုပ်ဆောင်လိုက်ပါကံရဲ့အထောက်အကူကိုရရှိလာမယ်ကံရဲ့အထောက်ပံ့ကိုရရှိလာမယ်နှစ်ဖြစ်တာတော့အတိအကျပဲဖြစ်ကြောင်းနဲ့တောက်ကြသာသမီမိတ်ဆွေတို့အနေနဲ့2026မှာ ကန်စားတာတိုးတက်ကောင်းမွန်စေရန်အတွက်ပြုလုပ်ရမယ်ရေရအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့2026မှာကန်စားတာကောင်းနေရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့ရေမြောင်းတို့လန်တရာတို့မှာဖာသေးပြုပြင်တဲ့ကုသိုလ်လေးတွေလုပ်ပါတို့မဟုတ်လို့ရှိရင်နနကူကရေစီးအားနဲ့နေတော့မြောင်းပေါက်တွေလန်တရာတွေကိုဖာသေးပြုပြင်ပြီးတော့ကုသိုလ်ကံလေးတွေအထောက်ကူကန်စားတာတတ်အောင်တို့မဟုတ်ရင်အထောက်ကူဖြစ်အောင်လှုပ်ဆိုင်ပါမိတ်ဆွေတို့အနေနဲ့2026ခုနှစ်မှာကန်စားတာတွေတိုးတက်ပြီးကံကောင်းလာမှာတည်ကြပါလေဆိုတဲ့အကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ ကန်စတာရပြုလုပ်ခြင်းတပါဆိုလို့ရှိရင်ငါလွတ်တာမျိုးငါလွတ်တဲ့ကုသိုလ်လေးတွေလုပ်ရင်2026မှာကန်စတာကောင်းမွန်တိုးတက်လာပြီးတော့အတိတ်ဆံပြုလုပ်လို့တပါဆိုရင်တော့အနုတ္တသောပုရိတဓမ္မတာရထိဆိုတော့ဂုံတော်ပတိကိုမြတ်မြတ်စိတ်ချအဖြစ်မိတ်ဆွေတောက်ကြသားသမီးတွေ2026မှာကန်စတာကောင်းလာမှာအသေးချပဲဖြစ်ကြောင်းပြောရင်းနဲ့အခုတခါတော့နောက်ဆုံးပိတ်အိတ်နဲ့လဲစနေသားသမီးတွေလည်းကိုရောက်ရှိပါပြီစနေတွေအတွက်ဆက်လိုက်ကြအောင်ခင်ဗျစနေသားသမီးတွေပါရှိအောင်